ရခန်းသားချက်လေးရတာပျော်ပေါ့နော်ဘာလို့လဲဆိုတော့ဒါတယောက်တည်းကောင်းလို့လည်းမရဘူးလေတသိန်းလုံးကျွန်တော်တို့စီစီလုံးလုံးနဲ့ဆော့လို့လေဒါကျွန်တော်လည်းစပိုတင်နောက်ကဝိုင်းပေးကြလို့ဒါဒီစုရရပေါ့ဟုတ်ကဲ့လားအဲစပိုတင်ပေးတဲ့အသိန်းဖော်တွေတော့ဘာလို့ပြောချင်လဲအဲအသိန်းဖော်တွေပဲဘယ်လိုပြောချင်လဲဆိုတော့ကျွန်တော်တို့ကဒီအသိန်းအကြတော့ဟိုခလေးအသိန်းကိုပြောဆိုငွေအသက်အရွယ်အားဖြင့်ငွေတခြားစင်းနေတဲ့ကြောင့်အဲကျွန်တော်တို့တခြားလူတွေအတွက်ပူစီလုံးရတယ်အကြောင်းတခြားလူတွေအတွက်ပူပြီးတော့အားထုတ်ရတယ်ပေါ့နော်အဲအတွက်ဒီကျွန်တော်နောက်ကနေပြီးတော့စပိုတင်ပေးတဲ့ဟိုနေအသိန်းသားအားလုံးတွေရောကျေးဇူးအများကြီးတင်ပါတယ် ပြီးတော့ကျွန်တော်ဒီတက်မကလည်းအကျိုးသက်သွားမှာကျွန်တော်နဲ့အတင်းဘာပြောချင်လဲဆိုတော့တို့တင်းနဲ့အကောင်းပါတယ်ဘာလို့ဆိုတော့ဟိုကိုရငယ်တယ်ဆိုပေမဲ့တို့ပြန်ကြည့်လိုက်ကျွန်တော်ကိုအဲတို့ရကိုရတဲ့ပုံငယ်တယ်လीအဲကြတော့တို့အသက်ရွယ်နဲ့ဒီကိုတွေလောက်ထိစွန့်နိုင်တာပဲတကယ်မာတယ်တို့ကအဲတော့ဟိုနေမမထန်တဲ့နဲ့စွန့်နိုင်တဲ့တို့ကဒီကပူကျူသားမှာတို့လည်းပြီးတော့တို့ကဒီလာမဲ့လာထဲမှာလည်းအင်ရှင်ပွဲကျင်းမှာမဲ့တို့ဒီပွဲအကောင်းဆုံးအအောင်ဆိုက်ပြီးတော့ ဟိုနည်းအောင်မြင်မှုရရှိဖို့ရမျှော်လင့်ပါတယ်ဟုတ်ပါဟုတ်ဟိုဒီပွဲစဉ်တွေအတွက်ဘယ်လိုပြင်သားမှုရှိလဲဆိုတော့အကောင်ဒီထက်မကပိုပိုကြီးကြိုးစားသွားမှာပဲလေဒီထက်ပိုကောင်းလို့တစ်ဖန်ပြကြိုးစားမယ်ဒီအသင်းတွေကနိုင်နောက်ထပ်ကိုထက်မြင်းတဲ့အသင်းတွေကိုဟိုဘယ်လိုပြောမလဲ level တစ်ခုအနေနဲ့ရင်မောင်းတက်ပြီးစောနိုင်အောင်ကျွန်တော်ကြိုးစားသွားမှာပါဟုတ်ကဲ့ပါရှင်းပြပါနော်